ချုံဝိဖ်တင်ဌာနကိုစောင့်ကြည့်အပင်းနေကြတဲ့ပြည်ထက်တရားလုံးကိုမင်္ဂလာပါလို့ဦးစောပထမနှုတ်ခွန်းဆက်သကျင်းပါတယ်ဒီချုံဝိဖ်တင်ဌာနကနေပြီးမှအပတ်စဉ်တိုင်းတင်ဆက်ပေးနေတဲ့ editor နဲ့သူစီးရေးနိုင်ငံရေးတုံးတဲ့ဆွေးနွေးခြင်းအစီအစဉ်ကနေပြီးမှပြန်လည်ကြိုဆိုပါတယ်မင်္ဂလာပါဆရာမင်္ဂလာပါညီမဟုတ်ဟိုမနေ့ပြန်အောက်တိုဘာ15ရက်နေ့ကဒီတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရဲ့စေဘောဒုစာချုပ် MCA လက်မှတ်ရေးထိုးတာဆယ်နှစ်ပြည့်ရနေ့ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဒီဟာနဲ့ပတ်သက်ပြီးမှဆွေးနွေးတော့ဖို့အစီအစဉ်ထားပါတယ်ဆရာဒီခေါက်မှာဟုတ်ကဲ့ဒီ MCA ကအသက်ရှိသေးလားမရှိသေးဘူးလားဆိုတဲ့ဟာလဲလက်ရှိ MCA ကိုထောက်ခံနေတဲ့လူတွေက MCA ကဒီဝင်ရှိသေးတယ်လို့ပြောတာပေါ့အခုလက်ရှိအာနာတင်ထားတဲ့စစ်တပ်ကိုတော်လှန်နေတဲ့အဖွဲ့အစည်းတွေက NCA ကပြစ်ပြေသွားပြီလို့လည်းပြောကြတာပါနော်ကျွန်တော်တို့ဆွေးနွေးကြည့်အောင်ဒါစစ်ကောင်မရှင်ကလည်းဒီမနေ့ပြန်ဆယ်နှစ်ပြည့်မဲ့ပွဲကို ကျင်းပဖို့စီစဉ်နေရပေါ့နော်ဆိုတော့ဒီအရင်တော့ကဒီ2015တုန်းက NCA လက်မှတ်ရေးထိုးခဲ့တဲ့ဆယ်ဘွဲတွေတဲကပေါ့နော် ABSDF ရဲ့ KNU နဲ့ CNF ကတော့ဒါလက်ရှိမှာစစ်တပ်ကိုအဲဒါလက်နက်ကင်ပြီးမှပြန်တွန်းလှန်နေရပေါ့နော်ဒီ 2021ဆရာနာမသိခင်တော့ NC ထိုးခဲကြတဲ့အဖွဲ့တွေကပေါ့နော်ဒီငင်းချိုင်းယူထားတဲ့9နှစ်တာကာလအတွင်းမှာသူတို့လိုချင်ခဲ့တဲ့လိုအပ်တဲ့နိုင်ငံရေးပန်းနိုင်ကိုရရှိခဲ့ကြသလားပေါ့ဆရာအခုညီမမေးတဲ့မေးခွန်းကိုတဲ့ဖြေမယ်ဆိုရင်တော့မရဘူးလို့ပြောရမှာပေါ့နော်ကျွန်တော်နားလေတဲ့ဟာက DNCA ဖြစ်ပေါ်လာတဲ့ဟာက2008ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် DNCA ဆိုတဲ့ ငင်းချာချေလမ်းစဉ်ပေါ်ပေါက်လာတယ်လို့ကျွန်တော်အဲ့လိုနားလေတယ်ဆိုတော့ဒီ NCA ထဲမှာလက်မှတ်ထိုးခဲ့တဲ့အဖွဲ့အစည်းတွေကလည်းဒီ2008ဖွဲ့စည်းပုံဆိုတဲ့ဟာကစစ်တပ်ကနိုင်ငံရေးစမြင့်ပေါ်ကနေစွတ်ခွာသွားဖို့အတွက်သူကပြင်ဆင်တဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်တယ်လို့သူတို့ကနဦးပိုင်းမှာအဲ့လိုယုံကြည်ဖို့ကြိုးစားတာပေါ့နော်အဲ့လိုနားလေအဲ့လိုဖြစ်မလားဆိုပြီးမှ NCA လမ်းကြောင်းဘက်ကိုချင်းကပ်သွားတဲ့ဒီငင်းချာချေလမ်းကြောင်းကိုဆွေးနွေးသွားတဲ့ အဖွဲ့အစည်းတူအများပိုင်းတော့အဲ့ဒီအခြေခံကနေချင်းကပ်သွားတယ်လို့ကျွန်တော်အဲ့လိုနားလေတယ်။ဒါပေမဲ့တကယ်တကယ်စစ်တပ်ပဲဖြစ်ဖြစ်2008ကနေပေါ်လာတဲ့ဒီအစုရပဲဖြစ်ဖြစ်တကယ်ငင်းချမ်းရေးကိုသူတို့ဟောတီးဆောက်တော့မယ်ဒီနိုင်ငံရေး နီလာနဲ့တကယ်အပြေရှာတော့မယ်ဒီတိုင်းရင်းသားတွေတောင်းဆိုတဲ့ဖေဒရီပီတောင်းစုစစ်စစ်မှန်မှန်ကိုသူတို့ပေါ်ဆောင်တော့မယ်ဆိုတဲ့ဟာကိုယုံယုံကြည်ကြည်နဲ့ NCA လမ်းကြောင်းကိုရှောက်လာတာတော့မဟုတ်ဘူးပေါ့ဒါပေမဲ့စောစောပြောလိုမျိုး2008ဖွဲ့စည်းပုံအရစစ်တပ်ကအတွင်ပြောင်းလာမလားဆိုတဲ့ဟာမျိုးဒီတိုင်းဒါလက်နက်ကန်ဒေါ်လာရဲ့အဖွဲတွေလည်းဖြစ်ပေါ်နေတဲ့နိုင်ငံရဲ့အချင်းချင်းရချင်းကပ်ကြီးတဲ့တဘောကနေဖြစ်ပေါ်လာတဲ့ဒီနိုင်ငံရဲ့ ညီချင်းရဲ့ဆွေးနွေးမှုရလာတခုလို့တော့ကျွန်တော်တို့အဲ့လိုတော့ပြောလို့ရမှာပေါ့2008ဖွဲ့စည်းပုံကတိုင်းဒါဒီလူလာတဲ့နိုင်ငံရဲ့ကိုပေါ်ဆောင်နိုင်မဲ့ဖွဲ့စည်းပုံ ဖြစ်တယ်လို့သူတို့ယုံကြည်လို့ချင်းကပ်လာတာလည်းမဟုတ်ဘူး ပြင်စစ်တပ်ကိုလည်းယုံကြည်လို့ချင်းကပ်လာတာလည်းမဟုတ်ဘူး။ပြင်2008ဖွဲ့စည်းပုံအားနဲ့ပေါ်လာတဲ့အစိုးရကိုလည်းယုံကြည်လို့ရရဆိုပေမဲ့ချင်းကပ်လာတာလည်းမဟုတ်ဘူးဆိုတဲ့အခါကျတော့ဘယ်ဟာကိုယုံကြည်ရမလဲပေါ့နော်။အဲ့ဒါတည်တည်ချာချာမရှိနေတဲ့အခါကျတော့တိုင်းနိုင်ငံတစ်ဘက်ကအဲ့ဒါယုံဒူရူဘက်ကယုံကြည်ဖို့အတွက်အခက်ခဲတယ်။ဒီစစ်တပ်နဲ့အစိုးရကြားမှာလည်း2008ကလည်းရှိနေ2008ဖွဲ့စည်းပုံဆိုတဲ့ဟာလည်းအစိုးရနဲ့စစ်တပ်ကပေါင်းပြီးဥချုပ်နေတဲ့ ဖွဲ့စည်းပုံဖြစ်နေတဲ့အခါကျတော့ပြောမယ်ဆိုရင်တော့ဒီလိုမျိုးစနစ်လည်းယုံကြည်လို့ရတဲ့စနစ်လည်းမရှိဘူးပြီးရင်ယုံကြည်လို့ရတဲ့ကောင်းဆောင်ဖွဲ့စည်းလည်းမရှိတဲ့အခါမှာ NCA လမ်းကြောင်းကတော့အဲ့လိုမျိုးငင်းကုန်မှုဆွေးနွေးမှုအခက်အခဲတွေအများကြီးကြားသေးကတင်လို့ယူကော့ပွဲရနဲ့တက်လာတဲ့အစိုးရရှိနေလို့ဒါ အ NCA ဆွေးနွေးပွဲတွေကရပ်သွားလိုက်ပြန်ဆွေးနွေးလိုက်နဲ့ခီးချေလာလို့ပြောလို့ရပါဘူးเนาะနောက်ဆုံးကဘယ်မှာဟိုဇက်တိန်သွားလဲဆိုရင်2020ယူကော့ပွဲနောက်ပိုင်း2021စစ်တပ်အနာပြန်တိန်တော့ဒီ NCA လမ်းကြောင်းကလည်းတည်ဝင်ရှိသေးတယ်လို့ပြောတဲ့အဖွဲ့လည်းရှိလို့ NCA လမ်းကြောင်းကပြစ်ပြေသွားတယ်လို့ပြောတဲ့အဖွဲ့လည်းရှိတာပေါ့ NCA လမ်းကြောင်းကတကယ်တကယ်နိုင်ငံရေး အရာအဖြေရှာခြင်းနဲ့ဒီနိုင်ငံရေးပြဿနာကိုဖြေရှင်းခြင်းလေဆိုတော့သူရဲ့လမ်းကြောင်းလို့တော့ပြောလို့ပြောတာပေါ့ဒါပေမဲ့စစ်တပ်ဘက်ကနေဒီအစိုးရဘက်ကနေကြတော့ NCA မှာအဖွဲ့အစည်းတွေကိုဆက်ဆံတဲ့အခါမှာနိုင်ငံရေးကိုမကြည့်ဘူးပေါ့နော်အဓိကဖြစ်တော့လက်နက်ကိုကြည့်ပြီးဆက်ဆံတယ်လို့ အဲ့လိုခံစားရတာပေါ့တိုင်းတားလည်းနှစ်ကန်ဖွဲ့စည်းတဲ့အနေနဲ့ကတော့အဲ့ဒါကြောင့်ပဲဒီ NCA ထဲမှာ မပါခဲ့တဲ့လက်နက်ကန်တော်လိုင်းရဲ့ဖွဲ့ကြီးဒီကနေ့စစ်တပ်ကိုတော်လာနေတဲ့အထက်မှာအင်အားကောင်းနေတဲ့လက်နက်ကန်တော်လိုင်းရဲ့ဖွဲ့ကြီးပါလာပေါ့နော်အဲ့ဒါကြောင့်မို့ဒီ NCA လမ်းကြောင်းကနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနီလာနဲ့ဖြည့်ရှင်းတဲ့လမ်းကြောင်းလို့ပြောပေမဲ့တကယ်တကယ်ကြတော့လက်နက်ကိုကြီးပြီးဆက်ဆက်နေတဲ့လမ်းကြောင်းပဲဖြစ်သေးတယ်တကယ်အနစ်တာရ နိုင်ငံရေးဂူဦးစားပေးခြင်းတဲ့ဆန္ဒတွေမရှိသေးဘူးလို့တော့အဲ့လိုတော့ဆွေးနွေးလို့ရတယ်ညီမဟုတ်ကဲ့ဆရာ။ဒီ2021ဆီအာနာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်းဒီ NCA ကိုဆက်လက်လက်ခံနေတဲ့အဖွဲ့အစည်းတွေလည်းကြံ့နေသေးတယ်ပေါ့နော်။ဆိုတော့အဲ့အဖွဲ့တွေရောဘာတွေပြောင်းလဲရောလဲပေါ့။ဒီသူတို့တွေလိုချင်တဲ့နိုင်ငံရေးရည်မှန်ချက်တွေကတော့ဘလောက်ထိခီးရောက်နေပြီလဲပေါ့ဆရာ။ NCA ကိုလက်မှတ်ထူထားတဲ့အဖွဲ့အစည်းဖွဲ့ပေါ့နော်။ရှစ်ဖွဲ့ကတော့ဒီ ဦးသိန်းစင်အစိုးရလက်ထက်မှာပြောမယ်ဆိုရင်တော့ USDB ကြံ့ခိုင်ရေးပါတီဦးဆောင်တဲ့အစိုးရလက်ထက်မှာလက်မှတ်ထူခဲ့တာဦးသိန်းစင်အစိုးရရဲ့တက်တန်းကုန်ခါနေမှာလက်မှတ်ထူခဲ့တာပေါ့နော်ဒါမနေ့ပြအောက်တူပါ15ဆိုရင်ဆိုတော့ now နဖွဲ့ကတော့ NLD ဦးဆောင်တဲ့အစိုးရလက်ထက်မှာလက်မှတ်ထူခဲ့တဲ့ဟာဆိုတော့ဆေးဖွဲ့ဖြစ်တာပေါ့ဒါပေမဲ့ဒီဆေးဖွဲ့အဲထဲမှာစစ်တပ်ကအာဏာပြန်သိမ်းတဲ့2023နောက်ပိုင်းကျတော့ NCA လက်မှတ်ထူးထားတဲ့အဖွဲ့တွေကလည်းအဖွဲ့ကွဲသွားလို့ဖြစ်တာပေါ့အခု7 Alliance ဆိုတဲ့အဖွဲ့ကစစ်ကောင်စီစစ်ကော်မရှင်ကိုလက်နက်ကင်တော်လန်ဂျင်းလုပ်ပေးနေသူတို့က NCA လမ်းကြောင်းပေါ်ကိုယုံကြည်နေစေလို့ဒီလမ်းကြောင်းကစိုးစောပြောလိုမျိုးနိုင်ငံရေးပြည်ထနာကိုနိုင်ငံရေးနဲ့ဖြည့်ရှင်းတဲ့လမ်းကြောင်းဖြစ်နေစေလို့သူတို့ကဒီလမ်းကြောင်းပေါ်မှာ16မယ်ဆိုပြီးမှ ဒါပေမဲ့ KNU လို CNF လို့ဒီចောင်းသားတက်မတော်တွေလိုမျိုးက NCA လမ်းကြောင်းပေါ်မှာဆက်မလျှောက်ပဲနဲ့အာနာသိမ်းတဲ့စစ်တပ်ကိုလက်နက်ကင်တော်လှန်မှုတကြော့ပြန်လုတ်လာတဲ့ဟာပေါ့နော်။ဒါကြောင့်မို့အခု NCA ကိုလက်မှတ်ထူခဲ့တဲ့စေဖွဲ့အထဲမှာလည်းအဖွဲ့ကြီးကွဲသွားတာပေါ့။အဲဒါကြောင့်မို့သူအခု NCA ကိုသူတို့နှစ်ပတ်လည်ပြီးလုတ်နေတဲ့ဟာက အခုလက်ရှိစစ်ကော်မရှင်ကသူက နိုင်ငံရဲ့အရာအမျက်ထုတ်ဖို့အတွက်ပဲအခမ်းအနားလုပ်တာတခြားဒီထဲမှာအခု NCA ကိုစက်ပြေးမှဆွဲကင်ပြီးတွားနေတဲ့တိုင်းဒေသအဖွဲ့တွေလည်းသူတို့ဆွေးနွေးကျင်တဲ့နိုင်ငံရေးတွေသူတို့ဆွေးနွေးလို့ရမှာမဟုတ်ဘူးစစ်တပ်မှာသူတို့လူကျင်တဲ့အဖြေလည်းအခုအာဏာသိမ်းထားတဲ့စစ်တပ်မှာရှိမှာမဟုတ်ဘူးပေါ့နော်အဲ့ဒါကြောင့်မို့ဒီဘိုင်ပြောင်းလဲသွားလဲဆိုရင် NCA လမ်းကြောင်းကိုဆက်ဆွဲကင်ထားတဲ့အဖွဲ့အစည်းတွေကသူတို့အပေါ်မှာတပ်ပြီးသူလူထုက အမြင်ဆောင်သွားတာပေါ့နော်ပြောမယ်ဆိုရင်ပြည်သူလူထုရဲ့စန္ဒနဲ့ဒူဒူလျှောက်နေတဲ့လမ်းကြောင်းကဆန့်ကျင်ပြည်ဖြစ်လာတဲ့အခါကျတော့ဒူဒူကပြည်သူထောက်ခံမှုမရတဲ့အဖွဲ့အစည်းကြီးဖြစ်နေလို့အဲ့လိုလဲကျွန်တော်တို့တုံ့တက်လို့ရတာပေါ့နော် ဒီကာလမှာပေါ့နော်စစ်တပ်ကအန်စီလမ်းကြောင်းတွေကိုဖိတ်ခေါ်ခြင်းနဲ့သူရဲ့ဂတိကိုကာဟောဘလောက်ထိစိတ်ချရနိုင်ခြင်းရှိလဲပေါ့ဒီသူရွေးကောက်ပွဲလုပ်ဖို့ကြီးညာကြီးညာတဲ့ချိန်နဲ့တပြိုင်နက်ထက်မှာပဲဒီနိုင်အဒီမြန်မာပြည်ထဲမှာတို့တော်လန်နေတဲ့အတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလက်နက်ကိုင်အဖွဲ့အစည်းတွေကိုသူဖိတ်ခေါ်တဲ့ဒီထုတ်ပြန်ချက်တွေဘာတွေတောက်လျှောက်ထုတ်ခဲ့တာမျိုးတွေရှိရပေါ့နော်ဆရာဟုတ်တယ်အဓိကတော့ဒီစစ်တပ် ရဲ့ဂတိကူကဘယ်သူမှယုံကြည်မှာမဟုတ်ဘူးစောစောပြောလိုမျိုးဒီ2008ဖွဲ့စည်းပုံအရယူကောက်ခံအစုရတွေပေါ်လာပြီးနောက်ပိုင်းနိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းတွေမှာတိုင်းဒါလက်နက်ကန်တော်လိုင်းရဲ့ဖွဲ့တွေရှောက်လာတဲ့ဟာလဲစစ်တပ်ကိုယုံကြည်လို့မဟုတ်ဘူးအဲ့ချိန်တုန်းကမျော်မှန်းစရာရှိတဲ့အခါကဒီစစ်တပ်က2008ဖွဲ့စည်းပုံကနေတူတာဒူးဒူးကတဖြည်းဖြည်းနိုင်ငံရေးစင်မြင့်ပေါ်ကနေဆုတ်ခွာသွားမလားဆိုတော့ မတိချမရေရတဲ့မျောမှန်းချက်ပပလေးပဲရှိခဲ့တာဗောနော်ဒါပေမဲ့ဒီဒီမျောမှန်းချက်မျောလင်းချက်ပပလေးကစစ်တပ်ကအာဏာပြန်တင်လိုက်တဲ့အခါကျတော့စစ်တပ်ရဲ့ဒီဇာတိယုတ်ကတခါပြန်ပြီးတက်တယ်ပြလို့ဖြစ်သွားတာဗောဆိုတော့ဒီတိုင်းရင်းသားတွေနဲ့ဒီနေ့ဒီအချိန်ထိကျွန်တော်တို့ကယုံကြည်မှုတည်ဆောက်ရမယ်ယုံကြည်မှုတည်ဆောက်လို့ခက်ခဲတယ်ဆိုတဲ့ဟာဘာကြောင့်ဖြစ်တာလဲဆိုရင်ဒီစစ်တပ်ကအချိန်ချင်းအာဏာသိမ်းတဲ့အခါဒီစစ်တပ်ရဲ့ဥဆောင်မှု အခန်းကဏ္ဍစစ်လက်နက်ကင်ထားတဲ့စစ်တပ်ကပဲနိုင်ငံရေးကိုခြေလျင်နေတဲ့အခါကျတော့ယုံကြည်လို့မရဘူးပေါ့ဒီအယတအစုရရှိနေရင် နိုင်ငံရေးကိုဥဆောင်တဲ့အဖွဲ့ကအယတအစုအယတအစုရတွေဖြစ်နေရင်အယတအင်အားစုတွေဖြစ်နေရင်ဒီလက်နက်ကင်ပြီးမှဖြေရှင်းတဲ့ပြဿနာအလောက်အားကောင်းသွားစရာတော့အကြောင်းမရှိဘူးပေါ့ဒါပေမဲ့လက်နက်ကင်တော်လှန်ရေးတွေအားကောင်းလာတဲ့ဟာကဘာကြောင့်ဖြစ်တာလဲဆိုရင်စိုးစိုးပြောလို့ဒီလက်နက်ကင်ထားတဲ့စစ်တပ်ကနိုင်ငံရေးကိုဥဆောင်သွားတဲ့ အတွက်အာနာသိမ့်ပြီးမှသူကနိုင်ငံကိုဥချုပ်သွားတဲ့အတွက်လက်နက်ကင်အားကောင်းသွားတာပေါ့နော်ဒါကြောင့်မို့ဒီကနေ့ဒီလက်နက်ကင်တော်လန်ရေးအဖွဲ့အစည်းတွေအတွင်ပြောင်းနိုင်ဖို့အတွက်ဆိုရင်တော့စစ်တပ်ရဲ့ဂတိကူပေါ်မှာတော့တည်ဆောက်လို့ရမယ်လို့မထင်ဘူးစစ်တပ်ပေးတဲ့ဘာသူဖိတ်ခေါ်တဲ့ဟာတွေလဲသူပေးတဲ့ဂတိတွေကိုလဲယုံကြည်မဲ့အဖွဲ့အစည်းတွေတော့မရှိဘူးပေါ့နော်ကျွန်တော်အဲ့လိုနားလေတယ်ဒါကြောင့်မို့တကယ်ပြန်ချုပ်ပြီးပြောမယ်ဆိုရင်တော့ကျွန်တော်တို့နိုင်ငံမှာ ဒီလိုမျိုးအာဒိုင်နာတွေအချင်းချင်းအပြန်လန်ယုံကြည်ပြီးမှတိုင်းပြည်ကိုတည်ဆောက်မယ်ဆိုရင်တော့စောစောပြောလိုမျိုးအာအပြန်လန်ယုံကြည်လို့ရမယ်ခေါင်းဆောင်ကောင်းတွေအဖွဲ့အစည်းကောင်းတွေပေါ်ပေါက်လာဖို့လူအပ်တယ်လို့မြင်တယ်ပြီးရင်ယုံကြည်လို့ရတဲ့စနစ်တစ်ခုကိုပြန်တည်ဆောက်ဖို့လိုအပ်တာပေါ့ဒီလိုမျိုးတည်ဆောက်တဲ့အခါမှာလည်းအခုလိုမျိုးဂတိကူပြက်ခဲ့တဲ့အာနာခဏခဏတင်းခဲ့တဲ့စစ်တပ်လိုမျိုး ဥဆောင်တဲ့လမ်းကြောင်းပေါ်ကနေတော့ဒီငင်းချမ်းရေးလမ်းကြောင်းကအပြေကောင်းရလာမယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အခုစစ်တပ်ကသူတကယ်တမ်းနိုင်ငံရေးနီလာနဲ့အပြေရှာဖို့သူစန္ဒရှိတယ်ဆိုရင်ဖြစ်နေတဲ့အခင်းချင်းတွေပဲကြည့်သူတို့ကသူတို့ကိုလက်နက်ကင်မတော်လံပဲနဲ့ဒီနိုင်ငံရေးအရာဆက်သွားဖို့ယုံကြည်ရဆိုတဲ့နိုင်ငံရေးပါတီတွေကတော့မှသူတို့ဦးစားမပေးဘူး ဒီလက်နဲ့မကင်ထားတဲ့နိုင်ငံရေးပေါ်မှာရှောက်နေတဲ့နိုင်ငံရေးအင်အားစုတွေကိုဒူဒူဦးစားမပေးဘူးဆိုတဲ့ဟာတွေကဒူဒူရဲ့နိုင်ငံရေးစံတမရှိဘူးဆိုတဲ့ဟာကိုပေါ်ပြပေါ်ပြနေတာပေါ့နော်တကယ်တကယ်ကြောင့်ဒူဒူကနိုင်ငံရေးစံတရှိရမယ်လို့ပြောပေမဲ့နိုင်ငံရေးနီလာနဲ့ဖြည့်ရှင်းဖို့အတွက်ဒူဒူနိုင်ငံရေးစံတရှိတယ်ဆိုရင်အခုလိုမျိုးဒီယူကော့ပွဲဝင်မဲ့နိုင်ငံရေးပါတီဒီပြီးရင် NCA လမ်းကြောင်းပေါ်မှာဆက်ပြီးလျှောက်နေတဲ့နိုင်ငံရေးအင်အားစုတွေဒီကိုဒူဒူ နိုင်ငံရေးအရာစီးယုံလို့ရအောင်ဒူဒူကလက်တွေ့ပေါ်ဆောင်ပြတင်တယ်လို့ကျွန်တော်ကအလိုပဲမြင်တယ်ဒီလူပဲမဟုတ်ပဲနဲ့ဒူဒူကဒီအင်းအားကောင်းနေတဲ့လက်နက်ကန်အဖွဲ့အစည်းတွေအားနေတော့အောင်ပဲဒူဒူကကြံဖန်ပြီးမှဒီချင်းကတ်နေတဲ့သဘောမျိုးတွေနဲ့ကတော့မြန်မာနိုင်ငံရဲ့ငင်းချမ်းရေးက NCA ပဲဖြစ်ဖြစ်နောက်ဖြစ်ပေါ်လာမဲ့ဘယ်လိုမျိုးနိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်းပဲဖြစ်ဖြစ်အပြေကောင်းရလာမယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့နော်ညီမ ဟုတ်ကဲ့ပါဆရာအခုလိုမျိုးဆွေးနွေးပေးပါရဲဆရာကိုကျေးဇူးတင်ပါတယ်ဒီနောက်တစ်ပတ်မှာလည်းဖြစ်ပေါ်နေတဲ့နိုင်ငံရေးခြေနေတွေပေါ်မှာမူတည်ပြီးမှအာဒါနိုင်ငံရေးစီရီတွေကိုတုံးတက်ဆွေးနွေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆက်လက်စောင့်ကြည့်အားပေးကြဖို့မေတ္တာရက်ခံပါရှင့်